ဘာသာကိုကိုယ်ပဲတဲ့ဘာသာဝင်မဆိုဒီကနေ့ဘာသာတရားပေါ်မှာယုံကြည်မှုတွေကဒီနေ့တခြားဘာဖြစ်လာလဲညော့လာနာယုံကြည်မှုလုံးဝကဲမဲ့ပြီးတော့ဘာသာ ပြောက်တဲ့ခေကြီးတစ်ခက်ကိုသိမ့်မကြဘူးရောက်လိုက်မယ်လို့ထင်ရတယ်အဲ့ဒါအိဒီယတ်ဆိုတာဘာသာမဲ့ပဲ ဘာသာမဲ့ခေကြီးတစ်ခေရောက်သွားရင်ဘလို့ဆိုးလိုက်မလဲလို့သတ်လို့ဖြတ်လို့နှိမ့်ဆက်လို့ညင်းဆက်လို့လူလို့ရက်လို့ဘာသာတရားရဲ့ထိန်ကော့အောက်မှာနေနေပါလျင်နဲ့ဒီကနေ့เนาะသတ်ပြတ်နှိမ့်ဆက်ညင်းဆက်မှုတွေကနိုင်ငံတိုင်းကမ္ဘာတိုင်းမှာလူနီးနီးဒီကနေ့အဲ့တော့တောင်းချမ်း ပိုဆိုးနိုင်တာဘာသာတရားကိုနာမည်ပြုတ်ပြီးတော့တပ်ပြတ်နေစေညင်းစေတာတွေကပိုဆိုးအဲ့ဒါကြောင့်တရားဆိုတာနာပေဘေဘာသာရဲ့ဘေတရားမျိုးကိုမဆိုသက်ဆိုင်ရာဘာသာဝင်တွေအကုန်လုံးထတ်တလဲလဲနာပေဘာသာတရားတိုင်းမှာเนาะလူတွေရဲ့ကိုယ်နှုတ်စိတ်ကို ယဉ်ကျေးအောင်ဆုံးမတဲ့အဆုံးမတွေဟာဘာသာတရားတိုင်းမှာ ရှိတယ်ဒါပေမဲ့သစ္စာ၄ပါးတရားဆိုတာကတော့ဘာသာတရားတိုင်းမှာ ရှိလိမ့်မယ်မဟုတ်ဘုရားဟောတဲ့အထက်မှာပဲသစ္စာ၄ပါးဆိုတာရှိလိမ့်မယ်အိန္ဒိယပြည်ရဲ့လူလယ်ရေးကောင်းဆောင်ကြီးလူလယ်ရေးဖခင်ကြီး Mahatma Gandhi ya mengoni doro miamia. Pada siapa Yesus ambilo pasti. Doro kau ni sekarang takkan pergi do duit. There is nothing new to teach in this world, but the truth, the Mahatma Gandhi. ဧကမလောကမှာသစ္စာ၄ပါးမှတပါးအရှာအသိအဆန်းသင်ကြားပို့ချစရာဘာမှ မရှိဘူးဘလောက်ကောသစ္စာတရားမှတပါးဒါလည်းကောင်းသောသင်ကြားပို့ချစရာအသိအဆန်းဘာတဲ့လဲဘာမှမရှိနားလေလေလူကြီးတွေနော် သူတော်ကောင်းကြီးတွေဒီလိုပြောကြတယ်အန္တဝဂန္ဒီတို့နေရူတို့စာအက်ဒွင်အာနိုတို့နော်ဘဒရန်ရာဆဲတို့သူတို့ပြောကြတယ်အဟောဇာရီပြောသွားတယ်အဲ့တော့ရေကိုယ်ကအင်္ဂလိပ်ဘာသာပြောသွားတာနော် တရားမနိုင်ရလို့ဘာနဲ့ဘာမသိဘူးလဲအကောင်အဆိုးမသိဘူးဒီကနေ့တမ္ပရာဆေးတဲ့ကသူကတရားပွဲရှင်းပါတာဟာမလုပ်တာလေလို့ပြောရင်တော့ဧဝလိမာလာတဲ့ကသူကျောင်းသားဟောင်းကြီးပြောတယ်လို့ဟုတ်လားကောင်းမှုနဲ့မကောင်းမှုကိုသိဖို့ပါပဲ မဓမ္မဂန္ဒီကြီးပြောသလိုဆိုလို့ရှိရင်အမှန်တရားသိဖို့ပဲ